မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Selly Global Channel ကနေအောက်တိုဘာ28ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်2025အကုန်မှာဒီလူတွေစုကြည့်ပေါ့မယ်လို့တင်ဟောလိုက်တဲ့ဆရာမကြီးတဲ့တင်ကိုပါအိုင်ဒီယာမရှိဘဲသူမတို့တိုင်လိုက်ရိုက်နေတဲ့ငယ်စဉ်အတွဲကိုအခုလိုစကားတခုပြောလိုက်တဲ့ဝတ်မုံရွှေကြီးတဲ့တင် လူနာတင်ကားချိန်မီမရောက်တလို့ပွဲစီစဉ်သူရဲ့လွတ်အပ်ချက်တွေကြောင့်အခုလိုကွယ်လွန်သွားရကြောင်းတည်င်းထွက်လာတဲ့အဆိုရောအက်ဒီနိုတည်တဲ့ဟင်းဝင်းညီမဖြစ်သူပြောလိုက်တဲ့စကားတခွန်ကြောင့်ယခုမှအိမ်မှာအိမ်ကူဖြစ်တော့မယ်စုပြေတစဉ်တည်တဲ့ချမ်းသာကြွယ်ဝပေးမယ်အခမ်းအနားတွေမှာရောဂီဝတ်ဆောင်တာဝတ်တဲ့နန္ဒလာရဲ့နောက်ွယ်ကအကြောင်းရင်းတစ်ခုတည်င်းပဲဖြစ်ပါရဲ့ရှင်2025အကုန်မှာ delivery ဆူတီးပေါက်မယ်လို့တင်ဟောလိုက်တဲ့ဆရာမကြီး။ထီဆူတီးပေါက်နိုင်တဲ့သူရဲ့လက္ခဏာကိုဒီဆရာမကခုလိုဟောကြားပေးခဲ့ပါတယ်။ လက်ပေါ်မှာအဲ့ဒီလိုအရာတွေပါလာရင်ထိပေါက်နိုင်ခြင်းများတယ်လို့ဒီဆီယမကတန်ပြောသွားတယ်။ထိပေါက်ခနဲ့ရွေးချယ်နေကိုလည်းဒီဆီယမကသိစိတ်ရှင်းပြသွားတယ်။ဒီတော့လူတွေကိုအဲ့ဒီလိုပြောနိုင်အောင်ထင်အဲ့ဒီဆီယမကဘာလုပ်လဲ။ဆီယမဟောတော့တဲ့ထိပေါက်နီးလန်းတွေကရောပါလေလဲ။ဘလို့လို့ရင်ဘလို့လူတွေကထိပေါက်မှလဲဆိုတော့ကိုကြည့်လိုက်အောင်ပါ။ဒီဆီယမရဲ့နာမည်ကတော့ထထထွန်းလို့တရားပင်နက္ခတ်ဘီရင်ရဲ့လက္ခဏာပညာရှင်တစ်ယောက်ဖြစ်ပါတယ် ဆိုရှယ်မီဒီယာအကောင့်ကနေသူမရဲ့ပညာရက်တွေနဲ့လူတွေအတွက်ကြီးပွားနေလန်းတွေရှစ်ဖြစ်ဟောင်းတွေကိုမျှဝေလေးရှိပြီးအခုတခါမှလည်းထိပေါက်မဲ့လူတွေရဲ့လက္ခဏာရက်တွေအကြောင်းကိုအတင်းလင်းချပြလာကြတာဖြစ်ပါတယ်။ဆရာမရဲ့ပြောစကားအရထိပေါက်ဖို့ဆိုတာကံလိုတယ်။ထိပေါက်မဲ့ကံပါမပေါက်တယ်။ထိပေါက်မဲ့ကံကလက္ခဏာမှာပေါ်တယ်။ထိစုချင်းတွေပေါက်မယ်ဆိုရင်လက်ဖဝါးမှာတရိကံပုံပေါ်တာတို့လက်တို့ချင်းအောက်မှာငါးယုံနဲ့တရိဆောင်ဝိုင်းရှိနေတာတို့ လက္ခဏာအကျဏ်ရန်ကောင်းမွန်လာလို့ဖြစ်တတ်တယ်။အဲ့ဒီလိုလူတွေဟာဘဝမှာထီစုကြီးတွေကန်ထူနိုင်တယ်။နောက်ပြီးလက်ဘဝမှာတောင်းလိုက်လမ်းကြောင်းတွေတအားများတာအတက်ဖြာထွက်တာမျိုးတွေပါခရင်လေထီနဲ့ကြိုးပေးနိုင်တယ်။လက္ခဏာဝိတ္တိတရိကံကြက်ချေကတ်တွေပါရင်လေထီပေါက်ဖို့အလားလာရှိတယ်လို့သိခင်ရပါတယ်။ ဆက်လက်ပြီးဆီယာမကမိမိမှထိပေါက်လက္ခဏာပါတယ်ဆိုရင်ထိကနန်းရွေးချယ်ရမယ့်ပုံစံဆိုတာတက်တက်ရှိကြောင်းနဲ့ရွေးချယ်နေကိုပါမျှဝေသွားပြီးမိမိရဲ့မွေးရမွေးလာမွေးကနန်းကိုစောင်းမှချရင်ပြီးရင်အဲ့ဒီကနန်းတွေကိုအကုန်ပေါင်းနောက်ဆုံးကျန်တဲ့နံပါတ်ဟောင်းမိမိရဲ့နေနဲ့အလိုက်ဖက်ဆုံးကနန်းမယ့် ဥပမာအောင်းလုံးပေါင်းထားတဲ့ရလက်က၃ချက်နဲ့ဆိုရင်ထီနံပတ်မှာ၃ပါတာကိုရွေးချယ်တင်နေထီကနန်း၆လုံးပေါင်းခြင်းရဲ့ရလက်က၃ဖြစ်နေတာတွေကိုရွေးထိုးတင်နေဒီလိုမပေါင်းခြင်းမှုဆိုရင်လည်းမိမိရဲ့ဘဝတစ်ချောင်းလုံးကိုပြန်စင်စားပြီးငါဘဝမှာဘယ်နံပါတ်ကလွှမ်းမိုးထားတယ်လဲဆိုတာကိုပြန်စမ်းစင်ရမယ်ဥပမာမိမိလုံးဝင်တဲ့ရက်ကနေရက်နေမွေးတော်လည်းနေ့ရက်နေ့စာမီးပွဲအောင်တော်လည်းနှစ်ကနန်းဖြစ်မယ်၁၇ရက်နေ့ အိမ်တော်ကြတော့လဲ20ရက်နေလိုင်စင်နံပါတ်ကြတော့လဲနေဒီလိုမျိုးဘဝတက်ဆောင်လုံးမှာဖြစ်ခဲ့တာတွေကိုတေချာပြန်စင်စားပြီးဘယ်နှစ်ရက်နေမှာဘာတွေဖြစ်ခဲ့တယ်။ငါနဲ့ဘယ်ကနန်းကအမြဲထိတွေ့နေရဲဆိုတာကိုပြန်သုံးသပ်ရမယ်။လူတကူမှာဘဝတစ်ချောင်းလုံးလွှမ်းမိုးခံရတဲ့ကဏ္ဍရှိတယ်။အဲ့ဒီကဏ္ဍကကန်ဆိုးတာတွေ၊ကန်ကောင်းတာတွေအလုံးစုံကိုဖြစ်စေနိုင်တယ်။ဒါကြောင့်မိမိကထီထိုးရမယ်ဆိုရင်အဲ့ဒီကဏ္ဍပါတဲ့ထီကိုဦးစားပေးပြီးရွေးချယ်တင်တယ်လို့လမ်းညွှန်ခဲ့ပါတယ်။ ကေပရိတ်သက်ချင်ရင်အခုတင်ဆက်ပေးသွားခဲ့တာကတော့နက္ခတ်ပေတွေနဲ့လက္ခဏာပညာရှင်တူဖြစ်တဲ့ဆီယမထထထတွင်ရဲ့ထီစုကြီးပေါင်းမဲ့လက္ခဏာတွေအကြောင်းနဲ့ထီပေါင်းနီးလမ်းညွှန်ပေးဖြစ်ပါတယ်။ပရိတ်သက်ချင်လို့လည်းဒီလိုစိတ်ချမ်းသာဖို့ကောင်းတဲ့အကြောင်းအရာကို အားလုံးသိနိုင်အောင်ဗီဒီယိုလေးကိုဝမ်းရှယ်ပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။ ဘိုင်းအိုင်ဒီယာမရှိဘဲသူမတို့တိုင်လိုက်ရိုက်နေတဲ့ငယ်စဉ်အတွဲကိုအခုလိုစကားတခွန်ပြောလိုက်တဲ့ဝမ်မုံရွှေရင်တော်တကြီးဟိဝရန်တို့ရဲ့မင်္ဂလာဆောင်အောင်အမှုပညာလောကသားချင်းချင်းမမထောင်ဝမ်မုံရွှေရင်တို့ကိုလိုက်တူထားတာကိုအားလုံးမြင်ပြီးဖြစ်မှာပါ မွေးကလေးကဖက်ရှင်ဆက်ဆက်ကွမ်းလာတဲ့ဟင်းဝီရံရဲ့စုပြည့်တစင်ဟာမင်္ဂလာဆောင်တဲ့အထင်းနဲ့တာတာနာနာရုပ်ထွက်မလာပဲဘလောက်ရိုက်ရိုက်ကြည့်ရဆိုတဲ့ပုံလေးထွက်လာတော့ဖြစ်ပါတယ် ဝင်းမောက်ရွှေရိုးကရှုခင်းနေကကျိလက်အိမ်လေးထဲမှာတက်ပုံရိုက်တယ်လို့ဟင်းဝီယန်တို့လည်းအားကြမခံချန်စီယိုနားမှာလိုက်ရိုက်ပြခဲ့ပါတယ်။မက်ကီတိုကဟယ်လီကော်ပတာကြီးနဲ့ကော်ပြလို့လည်းစိုးပြတဲ့စင်ကရဟန်းဝင်တိုက်ခံရမယ့်ပုံစံနဲ့လိုက်တူပါခဲ့ပါတယ်။နောက်ဆုံးရေကဲနောက်မှာလိုက်ရိုက်တဲ့ပုံအထိအားလုံးကသူများအိုင်ဒီယာကိုချွတ်ချွတ်ခိုးယူထားခဲ့ပြီးအဲ့ဒီအတွက်လည်းပြည်သက်တွေကြောင့်အချင်းချင်းပွဲဖြစ်လို့နေတာပါ။ ပိုပြီးရုပ်ပေါက်သွားတာကစုပ်ပြေတစင်တို့ရဲ့ပုံဟာကလေးစော့တလူရဟန်းရင်ယုတ်ကြီးချထားတလူဖြစ်နေတာပါရေခဲတော်ကတက်တန်ရဟန်းရင်ကတက်တန်တတို့သားကတက်တက်တတို့သမီးကတက်တက်ဖြစ်နေတဲ့အတွက်ငယ်စဉ်ဖန်နေအောင်မျက်နှာပူခဲ့ကြတယ်လို့အားလုံးကလည်းမတူတာကြီးကိုဘာလို့လိုက်တုနေတာလဲဆိုပြီးသိကျင်ခဲ့ကြပါတယ် တကယ်ဆိုရင်သူတို့တာရင်မင်္ဂလာဆောင်ကိုဘယ်သူနဲ့မှမတူအောင်လုပ်ပြမယ်ဆိုပြီးဟိဝရရဲ့အမိကကြေညာထားဖြစ်ပါတယ်။ဆိုပြတဲ့စင်တို့ဘက်ကလည်းမင်္ဂလာပွဲ၆ပွဲကို special လုပ်မှလို့ကြွေးကြော်ထားတာဖြစ်တဲ့အတွက်အခုလိုသူများဟာကြီးယူချလိုက်တာကမင်းသမီးချင်းချင်းတဒန်းနေသွားတယ်လို့တောင်ပြောလို့ရပါတယ်။ဒါကြောင့်အဆိုပါကိစ္စကြီးတွင်ကာယကံရှင်ဖြစ်တဲ့ဝိမုံရွှေကိုရိုင်းကအခုလိုပဲခပ်ပါပါလေးပုတ်တဲ့စကားတခုကိုပြောချလာခဲ့ပါတယ်။ သူမရဲ့စကားအရဝင်းမောင်ရွှေနဲ့စိုးပြေတဆင်ဟာခေချင်းတူတဲ့မင်းသမီးဖြစ်ပါတယ်စိုးပြေတဆင်ကဗီဒီယိုဘက်မှာခေါင်းဆောင်မင်းသမီးရဲ့လူနေရရှာချိန်မှာဝင်းမုံရွှေကလည်းရုပ်ရှင်လောကထဲကိုအကောင်ပေါက်လေးဖြစ်ချေချာနေပါပဲ။ဒါပေမဲ့လည်းမိမိကိုကိုတန်မိုးထားမှုနဲ့အစင်တန်းချင်းကကွာနေတော့ဝင်းမုံရွှေကကြုံရကားကိုမကြိုက်ပဲသူ့အနေထားချင်းနဲ့လိုက်ဖက်မဲ့ဇက်ကောင်တွေကိုတေချာရွေးချယ်ခဲ့ပြီးလူရည်တက်နေအောင်နေထိုင်ခဲ့ပါတယ်။ ဆိုပြီးသင်းကားတော့လာငားရင်ပြီးရောအားလုံးရိုက်ပြီးခဲ့တဲ့အတွက်စကားချင်းရှင်ရောဝင်းမုံရွှေရဲ့ခြေလန်းကပိုတော့တယ်လို့ပြောလို့ရမှာပါ။အကယ်ဒမီချင်းရှင်လာရင်လည်းမက်ခစ်ကပိုပြီးကိုတာလုံးပြီးအလွန်ဆွေအချစ်ဆောင်တဲ့ဇက်ကောင်စီရဲ့အကုံလုံးကိုတဘာဝချာချာတည်ယူဆောင်နိုင်ပါတယ်။ ။ဆိုဖီးတဆင်ကတော့သူ့ရဲ့ဘယ်တော့မှမပွင့်တဲ့ပစံနဲ့မျက်လုံးဆူဆူကြီးအပြင်ဒီပုတ်သေးကဒီပဲလို့ပြောလို့ရအောင်ကိုတော်မင်းသမီးဖြစ်နေသူပါ။ဒါကြောင့်လည်းအစဉ်ချင်းမတူတဲ့သူတို့နှုတ်ကိုနှမ်းရှင်ကြည့်ရဟာဝင်းမုံရွှေအတွက်ခံရခက်နေစရာဖြစ်နိုင်ပါတယ်။ဒီလိုကိစ္စတွေကြောင့်ဝင်းမုံရွှေကသူ့မရဲ့မင်္ဂလာဆောင်ကိုလိုက်တူပါတာနဲ့ပတ်သက်ပြီးအခုလိုပဲပြောခဲ့တာဖြစ်ပါတယ်။ ငယ်စဉ်ပြိတ္တတင်လည်းဒီစကားကိုကြားတဲ့အခါတော်တော်လေးအရှိုက်ထိပ်ပြီးအထင်သာသွားပါတယ်။တချို့ကလည်းဝမ်းမုံရွှိန်လိုနမဲကျော်မင်းသမီးတယောက်ကနေဘက်ကရုပ်သိမ်းမထွက်တဲ့စိုးပြေတဲ့စင်ကိုတလောက်ကြီးမပြောတင်မှုလို့ဝေဖန်နေကြသလိုငယ်စဉ်ဖန်နေလည်းစိတ်မကောင်းဖြစ်နေကြတယ်လို့သိရပါတယ်။အခုနားထောင်နေကြတဲ့ပြိတ္တတ်ကြီးတို့ရောစိုးပြေတဲ့စင်ကိုဝမ်းမုံရွှိန်ကပါပြောသွားလဲဆိုရသေးရင် comment မှာရေးခဲ့ပေးကြပါအောင်ရှင်။ လူနာတင်ကားချိန်မီမရောက်တဲ့လုံပွဲစီစဉ်သူရဲ့လိုအပ်ချက်တွေကြောင့်အခုလိုကွယ်လွန်သွားရကြောင်းတည်င်းထွက်လာတဲ့ဆူရောအဒီနို FIFA 1 to 9 Madden Raw ဖွဲ့ကဆူရောဒရမာတူနေဖြစ်တဲ့ကိုအဒီနိုဟာသူရဲ့တငယ်ချင်း EDS အဖွဲ့က Remote တွင်လုပ်တဲ့အမှတ်တရပွဲမှာတချင်းစုံရဲ့အသက်ဆုံးရှုံးသွားကြရတာအားလုံးဒီပါပဲဒီဖြစ်ဖြစ်ကြောင်းပရိသတ်တွေအားလုံးတကယ်ကိုနှလုံးချေခွင်ဝမ်းနေနေကြပါတယ်ဒါပေမဲ့ဒီဝန်နေမှုနဲ့အတူအခုအင်တာနက်မှာဖြစ်ပျက်နေပတ်သက်ပြီးဝေဖန်တန်တီကြကြလောင်လောင်ထွက်ပေါ်လာပါတယ် တချို့ကကိုအဒီနိုသက်ဆုံးရှုံးရတာဟာပွဲစီစဉ်သူရဲ့တာဝန်မကင်းမှုစီမံခန့်ခွဲမှုလိုအပ်ချက်တွေကြောင့်ဖြစ်တယ်လို့ဆိုကြတာပါ။အဒီနိုဟာရီမိုမက်တီးယားနဲ့အီဒီယောပန်ဖဲဝဲပွဲမှာရီမိုရဲ့မငုံနေတော့တခြင်းကိုတိဆိုးဖျော်ဖြေနေကြတာပါ။ဒီလိုအောက်ကုတ်တုံးပြီးတိဆိုးဖျော်ဖြေနေတော့မှပဲစင်မြတ်ထက်မှဟန်ထက်ကြောင့်ရုတ်တရက်လဲကျသွားခြင်းဟာဖြစ်ပါတယ်။ကိုအဒီနိုလဲကျသွားခြင်းမှာသူ့ရဲ့ FIFA 1 Tournament ဖွဲ့သားတငယ်ချင်းတွေကရှေးဥတုနာပြနှလုံးခုန်ပြီး CRB နဲ့တက်နိုင်သမျှတက်ခဲ့ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ဝန်ထဲဆရာကောင်းတာကတော့လူနာတင်ကားပုံမှာပဲကိုအတီနိုတယောက်အသက်ဆုံးပါသွားခင်ရတာပါကိုအတီနိုဟာဂီတမျိုးရိုးခံမှရှိသူတယောက်ပါသူမိခင်ကနမေကျော်ခီးသွန်းကရောက်ဖွင့်ဝင်ဟောင်းဆိုရထရီစီဖြစ်ပြီးဖခင်ကကိုသားချော်ဦးလေးကတော့ဒရမာကိုဝေထွန်းတို့ဖြစ်ကြပါတယ်။အထူးသဖြင့်ဂီတလောကမှာနမေကြီးခဲ့တဲ့ Nowhere Studio မျိုးရိုးပါ။အဒီနိုဟာကိုရိုင်လဲ FIFA 129ဖွင့်နေရောတချင်းတွေကိုဖန်တီနေသူပါ အခုကိစ္စမှာသူဟာတငယ်ချင်းဖြစ်သူရေမွန်ကိုအရင်ချက်လို့ရေမွန်ရဲ့အမတ်တရပွဲမှာဒီတချင်းတစ်ပုတ်ကိုအမတ်တရလမ်းရောက်ဖျော်ဖြေရင်အသက်ပေးသွားခင်ရတာပါဒီလိုကွယ်လွန်ရခြင်းရဲ့အကြောင်းရင်းကတော့အဒီနိုဟာနှလုံးရောဂါခံရှိသူတယောက်ဖြစ်တယ်လို့ဆိုပါတယ်တတိယနေရာအဒီနိုဟာနှလုံးသွေးကြောပိတ်ရောဂါကြောင့်နှလုံးမှာ hashtag ထည့်ထားသူလို့သိရပါတယ်သူကရောအင်တာဗျူးတစ်ခုမှာနှလုံးရောဂါကြောင့်တခြင်းမဆိုပဲအနာယူနေတာ၄နှစ်လောက်ရှိပြီလို့တော့ဖြေကြားခဲ့ပူပါတယ် အခုလိုယောဂခံရှိသူကတငယ်ချင်းတွေမို့အတွက်အာကုန်သုံးပြီးကွန်ပျူတီဆိုရင်အသက်ပါပေးဆက်လိုက်ရတာဖြစ်ပါတယ်။ဒီလိုတက်ပြီးလိုက်ရတာကလည်းပွဲစီစဉ်မှုညံ့ဖျင်းနေဆိုတဲ့ဝေဖန်မှုတွေပါထွက်ပေါ်လာတာပါ။အဓိကဝေဖန်ကြတဲ့အချက်ကတော့လူနာတင်ကာနှောင်းကြလို့လို့ဆိုပါတယ်။ ပရိသတ်ရဲ့အမြင်အရပေါ်ကြီးပွဲကောင်းတကုံအထူးသဖြင့်လူများကြီးတက်တဲ့ rock concert တစ်ခုစီစဉ်တဲ့အခါမှာအရေးပေါ်စီရင်ကရှေးဥတုနာပြုချက်ချင်းဤပွဲလူအရင်မိသက်ကစတာတွေကိုပွဲနေရာမှာ stand by အသင်ခေါ်ထားမှာဖြစ်တယ်လို့ဆိုကြပါတယ်ဒါမှသာတခုခုဖြစ်ပြီးဆိုရနဲ့ရှေးဥသူနာပြုသမားတွေကချက်ချင်းရှေးဥပြုစုမှုတွေလုံးပြီးရနဲ့ဆေးဟုံကားပေါ်တင်ပြီးတန်းပူရမှာပါအတမီရာမမီရာကကန်တရားဆိုပေမဲ့လုံဆောင်ရမယ့်အခြေခံပြင်ဆင်မှုတွေတော့ရှိရမှာဖြစ်ပါတယ် အခုကိုအတီနိုလဲချသွားချိန်မှာမျက်မြင်နေရဲ့အပြောင်းရောင်းစေးဘဆိုင်ရာကျွမ်းကျင်သူဘယ်သူမှချက်ချင်းရောက်မလာပဲအဖွဲ့သားတွေကပဲဝိုင်းပြီးတက်တလောက် CPR လုပ်ပေးနေတာကိုပဲတွေ့ရတယ်လို့ဆိုကြပါဗျ။နောက်ထပ်ထောက်ပြကြတဲ့တစ်ချက်ကတော့ဂီတာရှုပ်ပွဲတွေထူးသဖြင့် rock နဲ့ indian ပွဲတွေကစပီကာတန်ရမ်းကျဲပါတယ်။ဒီတန်ကနှလုံးကိုလိုက်ရိုက်တယ်လို့ခန်းစားရတဲ့ပင်ယောဂခံရှိသူအတွက်ပူဆိုးပါတယ်။ဒီလိုအချိန်ဒီမှာတေချာပြင်းစင်မှုမရှိပဲယောဂခံရှိသူကိုစင်ပေါ်တက်ဆုပ်ခိုင်းတာဟာဘလို့မှအဆင်မပြေနိုင်ဘူးလို့ထောက်ပြနေကြတာပါ။ တချို့သတင်းတွေမှာတော့ပွဲစီစဉ်သူဟာကိစ္စဖြစ်ပြီးနောက်ပျောက်သွားတယ်လို့ပြောနေကြသလိုတချို့ကလည်းစေးရုံထီတော်လိုက်ပါပို့ဆောင်ပေးခဲ့တယ်လို့ပြောဆိုမှုတွေလည်းရှိနေပါတယ်။ပါပဲဖြစ်ဖြစ်ကီတာကျယ်ပင်ကိုအတီနိုဟာတငယ်ချင်းတို့အမှတ်တရတချင်းသိဆိုရင်ဒီလိုပုံစံနဲ့ဆုံးရှုံးလိုက်ရတာတကယ်ကိုဝမ်းနေဖို့ကောင်းပါတယ်။ပရိသတ်တို့ရောအစုံရောအတီနိုကွင်လွန်သွားတဲ့အပေါ်မှာဘလို့မြင်ကြပါသလဲ။ကိုအတီနိုတရားဘုရားသခင်ရဲ့ရှင်ခွေမှာငြင်းချမ်းစွာအနားယူနိုင်ပါစေလို့လည်းကျမကလည်းဆုတောင်းပေးလိုက်ပါရဲ့ရှင်။ ဟိဝိရဲ့ညီမဖြစ်သူပြောလိုက်တဲ့စကားတခွန်ကြောင့်ရောက်ခမအိမ်မှာအိမ်ကူဖြစ်တော့မယ်ဆိုပြီးထင်ကျေးပေးခံနေရတဲ့ဆိုပြေတစင်ဟိဝိရဲ့ညီမဖြစ်သူအန်လာရွှေစင် ပြောလိုက်တဲ့စကားတခွန်ကြောင့်ဆိုပြေတစင်တရားညတာပါတီနဲ့ရောက်ခမအိမ်မှာခိုင်းစားခံရတော့မယ်အိမ်ကူလိုလုံးလုံးရတော့မယ်လို့ထင်ကျေးပေးခံနေရတာကဆိုပြေတစင်ပါ အထူးသဖြင့်ပြည်သက်တွေကဆိုဗီယက်စင်ကိုဟဲဝင်ရန်မိသားစုပကအုံချမယ်ခိုင်းစားတော့မယ်ညာတာပါတီနဲ့ဟင်းနေချက်ခိုင်းတော့မယ်ဆိုပြီးစိတ်ပူနေကြတာဖြစ်ပါတယ်အဓိကအဖြစ်ဆိုဗီယက်စင်ကအပြစ်ကင်းကယူတာဖြူစင်တို့နဲ့ပြည်သက်တွေကဆိုဗီယက်စင်ကိုစိတ်ပူကြတာပါအလုံးတိကြတဲ့အတိုင်းဆိုဗီယက်သင်ဟာအိမ်မှာမင်းသမီးလေးတပါးလိုနေရတာဖြစ်ပါတယ်။အထူးသဖြင့်ဆိုဗီယက်သင်ဟာတူရဲသောသမီးလေးလေးဖြစ်တယ်လို့လင်းလင်းဝဲဝဲရှိပုံမရပဲထုံထုံအားအားပုံစံဖြစ်နေတာပါ ဆိုပြတဲ့စင်ဟာပဲကိုတော်တော်မိခင်ပါမသွားတဲ့တလို့ရီစားထားတာမျိုးတွေလည်းမရှိခဲ့တဲ့လို့မိန်းကလေးတငယ်ချင်းလေးရှိပုံမရပါဘူး။ဒါကြောင့်လည်း Bright to be ပွဲကိုအမဖြစ်သူစန်နေမြင့်လွင်ကနာမည်ကြီးမင်းသမီးတွေခေါ်ပြီးကျင်းပခဲ့ရတာပါ။ဆိုပြတဲ့စင်ဟာတတလုံးမိဘအရှေ့ရောက်မှာပဲဘိုင်းကောင်းကြောက်ဖြစ်နေထိုင်ခဲ့တာဖြစ်ပါတယ်။အခုတော့အားလုံးသိကြတဲ့အတိုင်းဆိုပြတဲ့စင်ဟာဟေးဝရန်နဲ့လက်ထပ်တော်မှာပါ။ချစ်သူရီစားမထားဖို့တွေဆိုပြတဲ့စင်အတွက်တော့ဟေးဝရန်ကအချစ်ဦးလို့ဆိုပါတယ်။ ဒါပေမဲ့လည်းတချို့သောလူတွေကတော့ဟဲဝိယံနဲ့လက်ထပ်တော်မဲ့စိုးပြေတစင်ကိုစိတ်ပူကြတာပါ။ဘာလို့လဲဆိုတော့စိုးပြေတစင်ကအခြေဥဖြစ်တဲ့လောင်းဟဲဝိယံကတော့အတိတ်မှာဝိုင်းစုခိုင်တဲ့နဲ့အခြေရေးကိစ္စတွေရှိခဲ့ဘူးတာဖြစ်ပါတယ်။ဒါပြင်ဟဲဝိယံမိသားစုကစိုးပြေကိုတုံးချမှာစိတ်ပူကြတာပါ။အခုဆိုမီဒီယာတွေပေါ်မှာဟဲဝိယံညီမဖြစ်သူပြောလိုက်တဲ့စကားတခွန်ကြောင့်လည်းလူတွေကတော့စိုးပြေတစင်ကိုစိတ်ပူကြတာဖြစ်ပါတယ်။ဟဲဝိယံညီမဖြစ်သူကသူ့ကိုဟဲဝိယံဟာစိုးပြေတစင်လိုမင်းကလေးမျိုးကိုရှာတာအယံကန်ကောင်းကြောင် ဆိုပြတဲ့စင်ကအိမ်မှုကိစ္စနိုင်နေကြောင်းဒါပြင်ဆိုပြတဲ့စင်ကတောင်ငူသူဖြစ်လို့ဟင်းချက်ကောင်းကြောင်းဆိုပြတဲ့စင်ရဲ့ဟင်းကိုဟင်းဝင်းရဲ့မိသားစုကအယံကြိုက်ကြကြောင်း ဆိုပြတဲ့စင်ဟောင်းတောင်ငူဟင်းတောင်ငူမိုဟင်းကားတွေချက်တာအရန်ကျွမ်းချောင်းမီဒီယာအင်တာဗျူးမှာရောင်းမဖြစ်သူကပြေဆိုသွားတာဖြစ်ပါနေ။ဟိဝင်ညီမရဲ့တင်းလို့စကားကိုပဲပြိတ္တတီကစိတ်ပူကြတာပါ။အိမ်အောင်ရဲ့တွေ့ကြုံရှိတဲ့ပြိတ္တတီကလက်ထက်ကန်ဒီရောက်ခမဘတ်ချွေးမကိုဟင်းချက်တာကောင်းလိုက်တာအိမ်တော်မှုနိုင်နေနဲ့ပြောပြီးချီကျွမ်းရင်တပုံအလုံးရောက်ခမအိမ်ကအိမ်မှုကိစ္စနဲ့တင်းကြုံလုံးဝတော့တာပဲလို့ဆိုကြတာဖြစ်ပါတယ်။ အခုလေဟင်းဝင်ရဲ့တိုင်ဝိုင်းဘက်ကဒီလိုမျိုးချီကျူးလာရင်တော့စိုးပြစ်တစင်တယောက်ထမင်းချက်ရတော့မလားဆိုပြီးစိတ်ပူကြတာဖြစ်ပါတယ်။ဒါကလည်းပြိသက်တွေကကိုချစ်တဲ့မင်းသမီးကိုစိတ်ပူကြတာပါ။အထူးသဖြင့်တချို့ကဆိုဟင်းဝင်ရဲ့မိသားစုဟောင်းစိုးပြစ်တစင်ကိုအသာစီးရမယ်ထင်လို့လက်ထပ်တာဖြစ်ကြောင်းအထူးသဖြင့်စိုးပြစ်တစင်ဟောင်းမောင်နှမတွေလည်းမရှိငွေလဲရှာနိုင်တဲ့ထိတ်တန့်မင်းသမီးအရှုံရှင်းနောက်ကြောင်းလဲကေနာမို့လက်ထပ်တာဖြစ်တယ်လို့ဆိုကြပါတယ်။ ဒါပေမဲ့လေဟေဝီယန်တို့လိုတထင်းမိသားစုနေနဲ့စုပြည့်တစဉ်လိုချွေးမယတနာကိုထမင်းချက်ကိုင်းပါမလားစင်စင်ဆဆလည်းပြောကြပါဆိုပြီးပြောကြတာပါ။ဘာဖြစ်ဖြစ်တချို့ကလည်းဟေဝီယန်မိသားစုလေးတန်းကစုပြည့်တစဉ်ကိုခိုင်းစားမဲ့လေးတန်းလို့ဆိုကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစုပြည့်တစဉ်တရားဟေဝီယန်အိမ်မှာထမင်းချက်ရမယ်လို့မြင်ကြပါသလား။မိမိတို့မြင်ကိုပြောသွားကြပါအောင်ရှင်။ ချမ်းသာကြွယ်ဝပြီမယ်အခမ်းအနားဒီမှာယောဂီဝိဆုံတာဝတ်တဲ့နန္ဒာလိုင်းရဲ့နောက်ွယ်ကအကြောင်းရင်းတစ်ခုပြိတ္တိအမြဲတတိထားမိတာတစ်ခုရှိပါတယ်ဒါကတော့မင်းသမီးနန္ဒာလိုင်းဟာဘလူပဲချမ်းသာကြွယ်ဝနေပါစေအလူတန်းပွဲတွေပါတိုင်းခန္ဓာကြီးတွေတက်ရောက်တဲ့အခါမှာတခြားတတိမကြီးတွေလိုတံမူးကြီးစိန်တွေရွှေတွေမျက်စိချင်းနောက်တဲ့ဒီဇိုင်နာဝိဆုံတွေဝစ်စင်နေမှရှိတာပါပဲ သူမဝစ်စင်လေးရှိတာကတော့ရုရှင်းတဲ့ညူယောက်ယောဂီဝတ်စုံကိုပဲအမြင်လူလူချက်တည်ရှိစွာဝတ်ဆင်တာတွေ့ရပါတယ်။ဒါကြောင့်လူတွေကအယံငုံစိတ်ဝင်စားကြပါတယ်။ဒီလောက်ချမ်းသာတဲ့တထင်းမကြီးတယောက်ကဘာကြောင့်ဒီလိုယောဂီဝတ်စုံမဲ့ဝတ်နေရတာလဲဆိုပြီးသိချင်နေကြတာပါ။ တကယ်တော့သူမရဲ့ပိုင်ဆိုင်မှုနဲ့ဆိုရင်လူကျင်နာဝင်လို့ဆင်လို့ရနေတာပါ။ဒါပေမဲ့ဒီလိုမျိုးဆင်ရတဲ့နောက်ကွယ်မှာလင်းစားစရာကောင်းတဲ့အကြောင်းရင်းတွေရှိနေပါတယ်။အကြောင်းရင်းတစ်ခုကတော့နန္တာလိုက်ဟာမလူမျိုးတယောက်ဖြစ်နေတာကြောင့်လို့ဆိုပါတယ်။မလူမျိုးရဲ့ရိုးရာထုံတမ်းစင်လာရာအလူတန်းတဲ့ဘာသာရေးကိစ္စတွေလှုံ့ဆော်တဲ့အခါမှာကုန်ပကာသနာတွေအလားပါတွေကိုဖိဖဲပြီးဒီလိုရိုးရှင်းတဲ့ယောဂီဝတ်စုံမျိုးနဲ့ပဲရှုသီစွာဆောင်ရွက်လို့ရှိနေတယ်လို့သိရပါတယ်။ ဒုတိယချက်ကတော့နန်တာလိုင်းကိုရိုင်းကပကာသနာတွေကိုမမှန်မောပဲအလူလုတဲ့အခါအနာပြဖို့ထံသာသနာရေးလုပ်ကိုပဲစိတ်နှစ်ပြီးလုံဆောင်ချင်တာကြောင့်ဒီလိုရိုးရှင်းတဲ့ဝစ်စုံကိုရွေးချယ်ဝစ်စင်တာဖြစ်တယ်လို့သိရပါတယ်။